မြန်မာရိုင်းမြင့်ဆုံးအလှမယ်တွေဖြစ်တဲ့နီနီလေးအိမ်နဲ့တဲဆူငင်ကိုကြော်တက်ပြီး Miss Grand Golden Crown ကြီးကိုအရယူဖို့မြန်မာပြည်ကနေစတင်ထွက်ခွာသွားပြီးဖြစ်တဲ့ JK Sophia ပရိသတ်များအားလုံးမင်္ဂလာပါရှင့်မြန်မာ Star Page ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံရဲ့အလှမယ်လောကမှာတော့လက်ရှိအချိန်မှာအားလုံးရဲ့စိတ်ဝင်စားမှုတွေကိုခံနေရတာကတော့ Miss Grand မြန်မာ2025အလှမယ် JK Sophia ပဲဖြစ်ပါတယ်။အခုဆိုရင်တော့ JK Sophia ကလာမယ့် Miss Grand International 2025ပြိုင်ပွဲကြီးမှာမြန်မာနိုင်ငံကိုစားပြုနေတဲ့ဝင်ရောက်ရှင်ပြိုင်ဖို့အတွက်ထိုင်းနိုင်ငံကိုထွက်ခွာသွားပါပြီ။ JK Sophia ဟာ Miss Grand International တရဖူစုရနိုင်တယ်လို့ရေးပန်းစားနေရပါ။အားလုံးသိကြတဲ့အတိုင်းပဲ JK Sophia ကိုပြည်သက်တွေရဲ့အားပေးမှုကမနစ်က Miss Grand မြန်မာ2024အလှမယ်ဖြစ်တဲ့ တဲစုငိန်နဲ့2023ထွန်းတီထရီအလားမဲ့ဖြစ်တဲ့နေနေလဲအင်ဒိုလောက်မရှိပါဘူး။ဒါပေမဲ့အင်အောစရာကောင်းတာကနိုင်ငံတကာအလားမဲ့ page တွေမှာတော့ ဂျေဂီဆိုဖီယာဟာမြမမစ်ဂရန်ရန်ကီကိုအမြင့်ဆုံးနေရာမှာရပ်တည်စေခဲ့တဲ့အလားမဲ့နှစ်ယောက်ကိုတောင်ကြောတက်ပြီးတော့ဒီနှစ်ရဲ့မစ်ဂရန်အင်တာနက်ရှင်နယ်တရဖူစုကိုစုကူးနိုင်ဝယ်ရှိတယ်လို့ခန့်မှန်းချက်တွေထွက်ပေါ်နေပါတယ်။မြမအလားမဲ့တွေကမစ်ဂရန်အင်တာနက်ရှင်နယ်စင်မြင့်ထက်မှာဘလောက်ထိအစွမ်းဆောင်နိုင်ခဲ့လဲဆိုတာပြန်ကြည့်မယ်ဆိုရင်2023ခုနှစ်မှာနေနေလင်းအင်က First Runner S ဆိုတဲ့ဂုံသိက္ခာကြီးမားတဲ့စုကိုရယူပေးနိုင်ခဲ့ပါတယ်။အခုနှစ်မှာတော့ Miss Grand International အတွက်မြန်မာကိုစားပြုပုံဂျေဂီဆိုဖီယာရဲ့အလှည့်ဖြစ်လာ လာခဲ့ပါပြီ။ရှမ်းပြည်နယ်နန်ခမ်းမြို့ကကချင်တိုင်းသူလေးဖြစ်တဲ့ JK Sophia ကအလှနဲ့တည်းမဟုတ်ဘဲအရေးချင်းများစွာကိုပိုင်ဆိုင်ထားပါတယ်။အင်္ဂလိပ်စာဆရာမလေးတယောက်ဖြစ်တာကြောင့်သူရဲ့အင်္ဂလိပ်စကားပြောစွမ်းရည်ကအတန်ထွက်မှန်ကန်ပြီးတော့ယုံကြည်မှုအပြည့်ရှိတာကိုတွေ့ရမှာပါ။ဒါကြောင့်လည်းအလှမဲ့တယောက်မှရှိသင့်တဲ့အရေးချင်းတစ်ခုဖြစ်တဲ့ Communication Skill မှာသူကအမှတ်ပြည့်ရရှိထားသူပါ။တချို့သောပရိသတ်တွေကတော့သူရဲ့အင်္ဂလိပ်အတန်ထွက်ဟာတဲစုငိန်ထက်တောင်ပိုမိုကောင်းမွန်တယ်လို့သုံးသပ်နေကြတာပါ။ဒါအပြင် JK Sophia ဟာအစိုး ရောအကမှာပါထူးချွန်ပြီးတော့အနုပညာထဲလန့်အပြည့်ရှိသူတယောက်ဖြစ်ပါတယ်။သူရဲ့မြန်မာစတားပြိုင်ပွဲဝင်တချင်းဗီဒီယိုတွေကတက်တည်ပါပဲ။ဒီအချင်းတွေကြောင့်လည်း Miss Grand International ရဲ့ Talent Show ပြိုင်ပွဲမှာထိတ်ဆုံးကနေရပ်တည်နေနိုင်လိမ့်မယ်လို့မျှော်လင့်ထားကြပါတယ်။သူဟာတချို့အလောက်မယ်လို့အခြေကြီးမဟုတ်ပဲခေါ်ရွေးပွင့်လင်းပြီးတော့တော်လက်ထက်မြက်တဲ့ပုံစံကြောင့်နိုင်ငံတကာပြည်သက်တွေရဲ့အချစ်ကိုပါရရှိထားသူပါ။ လက်ရှိမှာတော့နိုင်ငံတကာ page page တွေက JK Sophia ကိုဒီနှစ်ရဲ့ Miss Grand International 2025တရခုအတွက်ဖလပိုင်အလှမယ်နဲ့အပြိုင်ရေးပန်းအစအဆုံးတယောက်အဖြစ်သတ်မှတ်ထားကြပါတယ်။ဒါဟာမြန်မာနိုင်ငံအတွက်အမျှော်လင့်ချက်ရောင်ခြည်တစ်ခုဆိုပေမဲ့တစ်ဖက်မှာတော့စိတ်မကောင်းစရာအခြေအနေတစ်ခုရှိနေရပါ။အဲ့ဒါကတော့ခုနကပြောခဲ့သလိုပဲ JK Sophia ဘောမှာပြည်ရင်းပြည်သက်တွေရဲ့အားပေးမှုကအနည်းပါပါတယ်။အကြောင်းရင်းကတော့မနေ့ကဖြစ်ခဲ့တဲ့ကိစ္စတွေကြောင့် Miss Grand ပြိုင်ပွဲပေါ်မှာမြန်မာပြည်သက်တွေရဲ့ယုံကြည်မှုကျဆင်းသွားတော့ စ္စတာနဝဲရဲ့လုံရက်တွေပေါ်မှာမကြည်နက်နေရတဲ့အကြောင်းဖြစ်ပါတယ်။ဒါကြောင့်တချို့ကဘလောက်ပဲတော်တော်ဘလောက်ပဲကောင်းကောင်းမြန်မာကိုတော့ crown ပေးမှာမဟုတ်ဘူးဆိုတဲ့အတွေးတွေနဲ့ JK Sophia ကိုအားမပေးဘဲနေကြတာကသူမတော်တော်အားငယ်စရာတစ်ခုဖြစ်နေတာပေါ့။ဒါပေမဲ့ JK Sophia ကတော့ဒီအခြေအနေတွေကြားကနေမြန်မာနိုင်ငံအတွက်ပထမဆုံး Miss Grand International တရဖူးကိုအရယူပေးနိုင်ဖို့အတွက်အကောင်းဆုံးစူးစမ်းပြင်ဆင်နေပါတယ်။ပရိသတ်အားပေးမှုတွေဘလို့ပဲရှိနေပါစေသူရဲ့အရင်အချင်းသူရဲ့စူးစမ်းမှုကသာအဓိကဖြစ်တယ်ဆိုတော့ သူမကယုံကြည်ထားပုံပါပဲဒါကြောင့်ပြည်သက်တို့အနေနဲ့ကိုယ်နိုင်ငံကိုစားပြုတမင်းငယ်လေးတယောက်တွင်နိုင်ငံတကာဆင်မြင့်ထက်မှာတယောက်တည်းရုံးကန်နေရချိန်မှာသူ့ကိုစိတ်သက်ခွန်အားတွေပေးပြီးတော့အားပေးကြဖို့လိုအပ်ပါတယ်ဂျေကီဆိုဖီယာတယောက်မြန်မာနိုင်ငံအတွက်တမိုင်းဝင်ရွှေရောင်တရဖူကြီးကိုစုခိုးနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နော် အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်